အာနာသိမ်းမဲ့အကြံစီမှာပေါဝင်ခဲ့ကြောင်းဆက်ဆွဲချက်တွေကိုဘရာဇီးသမ္မတဟောင်းဂျယ်ဘိုဆိုနာရိုကတရားခွင်မှာညှဉ်းဆန်သွားခဲ့ပါတယ်။2019ကနေ2022ခုနှစ်ထိဘရာဇီးသမ္မတအဖြစ်တာဝန်ယူခဲ့ဘူးသူလက်ရာဇောအမျိုးသားရေးဝါဒီနိုင်ငံရေးသမားကရွေးကောက်ပွဲမှာလက်ရှိသမ္မတလူးဝစ်အင်နာရိုလူလာဒါဆေးဗာကိုအရင်နှိမ့်ခဲ့ပြီးတဲ့နောက်မှာအာနာသိမ်းဖို့စ조사ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေကိုပယ်ချသွားခဲ့ပါတယ်။အာနာသိမ်းဖို့ကြံစီကြောင်းဆက်ဆွဲချက်နဲ့ပတ်သက်လို့ ဂျော်လာဆယ်ရဲနေ့ကပထမဆုံးချိန်တရားရုံးကိုရောက်လာခဲ့တဲ့ဘော်ဆိုနာရိုကအာနာသိမ်းမှုဆိုတာဟာဆက်စုပ်ရွှန်ရှားစရာကိစ္စဖြစ်ပြီးသူ့အဆိုအရကကြမ်းတီစိတ်ကူးခဲ့တာမျိုးလုံးဝမရှိဘူးလို့ထွက်ဆိုခဲ့ပါတယ်ဘော်ဆိုနာရိုဟာကြံရပါရဖြစ်ဆွဆွဲခံရသူအဆိုအရနဲ့စစ်ဘက်အရာရှိအောင်ခုနှစ်ဦးနဲ့အတူတရားခွင်မှာခုခံရှောက်လဲခဲ့တာဖြစ်ပါတယ်2023ခုနှစ်ဇန်နဝါရီလ10ရက်နေ့တုန်းကသမရလူလာကြမ်းတစ်စာကျင်းဆိုပြီးတပတ်အကြာမှာဘော်ဆိုနာရိုကိုထောက်ခံသူတွေက ဘရာဇီးလျားမြို့တော်မှာရှိတဲ့လွှတ်တော်နဲ့အစိုးရအဆောက်အအုံတွေကိုပြစ်မှတ်တာစီးနင်းခဲ့ကြပါတယ်။အသက်80ရွယ်သမရဟောင်းကတော့ဒီကိစ္စဟာသူမြောက်ပေးခဲ့တာမဟုတ်ကြောင်းပြောသလိုအာနာသိမ့်ဖို့ကြံစီခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုတောက်လျှောက်ညှင်းဆိုလာခဲ့ပါတယ်။တရားသူကြီးအလက်ဇန်းဒါဒီမိုရေးစ်ကဘောဆိုနာရိုဟာအာနာသိမ့်ဖို့ကြံစီခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးသူ့ကိုမေးခွန်းထုတ်တဲ့အခါမှာသူကအဲ့ဒီလိုကြံစီခဲ့တာလုံးဝမရှိပါဘူးလို့သမရဟောင်းကပြောကြားသွားခဲ့ပါတယ်။ သူရောသူ့လက်အောက်မှာအမှုထမ်းခဲ့တဲ့စစ်ဦးစီးအရာရှိတွေကပါဆက်စုပ်ရင်ရှားစရာကိစ္စတစ်ခုဖြစ်တဲ့အာနာသိမ်းမှုကိုနည်းနည်းလေးတော့မစင်စားခဲ့ကြပါဘူးလို့ဘော်ဆိုနာရိုကပြောပါတယ်။ဘရာဇီးဟာဒီလိုဆိုးရွားမှုမျိုးကိုဖြတ်တန်ကြုံတွေ့ဖို့မထိုက်တန်ကြောင်းသူ့ရဲ့အဆိုရကြောင့်အာနာသိမ်းဖို့ဖြစ်နိုင်ခြင်းမျိုးလဲဘယ်တော့မှမရှိခဲ့ကြောင်းသူကတရားသူကြီးကိုတုတ်ပြန်သွားခဲ့ပါတယ်။ဘော်ဆိုနာရိုဟာ2020နှစ်ရွေးကောက်ပွဲမှာလူလာဦးဆောင်တဲ့အတိုက်အခံညွန့်ပေါင်းအင်အားစုကိုကျင်းမြောင်းတဲ့မဲရလက်မျိုးနဲ့ကပ်ပြီးအရေးနှိမ့်ခဲ့ပါတယ်။ တရားဝင်ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးတဲ့နောက်ဘော်ဆိုနာရိုကမဲရဲတွက်မှုတွေမှာမယိုးသားတာတွေရှိခဲ့ကြောင်းတစ်ဖက်သက်ဆက်ဆွဲခဲ့တယ်လို့လူလာရဲ့တမရအဖြစ်ကျန်းသက်စာကျင်းစိုးပွဲကိုလည်းရှောင်လွှဲခဲ့ပါတယ်ရွေးကောက်ပွဲရလဒ်ကိုမယိုးသားဘူးလို့ဆက်ဆွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့တော့ဘော်ဆိုနာရိုကအဲ့ဒီကိစ္စပေါ်အယုံကြည်မရှိတာဟာသူတယောက်တည်းမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်ပြီးတော့သူကဒီလိုဆက်ဆွဲရုံနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်မှုမမြောက်ဘူးလို့ဘော်ဆိုနာရိုကဆိုပါတယ်သူရဲ့ပြုမှုဟာစင်ကာပူပြည်စံတဲ့သဘောမျိုးဖြစ်ခဲ့ရင်တောင်မှ လုံတင်နာကိုလုံခဲ့ယုံနာဖြစ်တယ်လို့လဲသူကအခိုင်အမာပြောကြားသွားပါတယ်ဘောဆိုနာရောပါဝင်ရှိဦးဟာအာနာသိမ့်ဖို့အထောက်မှုလက်နက်ကရာဇဝတ်မှုအသိအဖွဲ့တွေနဲ့ဆက်ဆက်မှုဒီမိုကရေစီအောက်ဆိုးမှုကိုဖျော်ဖြတ်ဖို့ကြံစီမှုထိခိုက်ပျက်စီးစေမှုရှေ့အမွေနှစ်တွေကိုထိခိုက်စေမှုဆိုတဲ့ဆွဆွဲချက်၅ခုကိုရင်ဆိုင်နေရပြီးအားလုံးကအပြစ်မရှိကြောင်းညှင်းဆိုထားပါတယ်ရှင်